BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာ။နိုဝင်ဘာလ3ရက် တနင်္လာညချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါပါတီအများစုရဲ့ရွေးကောက်ပွဲကြေညာစတဲ့တွေတဲ့စစ်မှုရန်ဥပဒေကိုမတုံ့မထိပဲခြံထားတာတွေ့ရပါတယ်လောလောဆယ်ကျွန်တော်တို့ကတရားဝင်လွှတ်တော်ထဲမရောက်သေးတဲ့အတွက်ဒီလွှတ်တော်ထဲရောက်မှသာရင်ကြိုးစုဆွေးနွေးခွင့်ရမှာလေအခုကတော့ကျွန်တော်တို့ကဘေးထိုင်ထူးပျော်ပျော်ကြီးဘာမှလည်းထူးဘူးလေခင်ကြရတယ်ဒီအကြောင်းမကြခင်အသေးစိတ်နားဆင်ရဖို့ရှိသလိုနိုင်ငံတကာဘက်ကိုကြည့်ပြန်ရင်လဲမီမီ Samia Suluhu Hassan တန်ဇေးနီးယားနိုင်ငံမှာအငင်းပွားပွဲရွေးကောက်ပွဲကနေတဆင့်အမျိုးသမီးသမ္မတဒုတိယကြိမ်တက်တန်းအတွက်ကျင်းသစ္စာကျင်းဆိုခဲ့ပြီဆိုတဲ့အကြောင်းပါဝင်ထိတ်တန့်ရောက်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာအာဖဂန်နစ္စတန်မှာရှိတဲ့တာလီဘန်အစိုးရရဲ့အဆိုအရနိုင်ငံမြောက်ပိုင်းမှာလှုပ်ခဲတဲ့ငလျင်ကြောင့်သေဆုံးသူအနည်းဆုံးအယောက်20ရှိခဲ့တယ်လို့ဆိုပါတယ် ဒီကနေ့ဒေသအချိန်မနက်အစောပိုင်းမှာအင်အား6.3ပုံပြင်းရရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မဇရီရှရစ်မြို့ရဲ့အရှိတောင်ဘက်ကိုဗဟိုပြုလှုပ်ခဲ့တာဖြစ်ပြီးရှယ်မွတ်စလင်တို့အထွတ်မြတ်ထားရာနမေယောအပြာရောင်ပလီဝတ်ကျောင်းတော်အပဝင်အဆောင်တော်တော်များများထိခိုက်ပျက်စီးခဲ့ရပါတယ်။အာဖဂန်နစ္စတန်မှာပြီးခဲ့တဲ့ဩဂုတ်လတုန်းကလည်းငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးလူပေါင်း2000ကျော်ထိအောင်အပေပြောက်များခဲ့ရပါတယ်။တန်ဇီးနီးယားနိုင်ငံမှာတော့ Miss Samia Suluhu ဒုတိယအကြိမ်မြောက်သမ္မတတက်တန်းအတွက်ကျန်းသစ်စွာကျင်းဆိုခဲ့ပြီးဖြစ်ပါတယ်။ mimi Samia Suluhu Hassan napa kwamba nitatenda kazi zangu za urais wa Pigele dreba donga chimba gele nyin pwa pwe yue kaw pwe ma me a long ye 98 ya kan nong phi yang ya gele su bi jinya ke pi le naw မြို့တော်ဒူဒူမမရှိတဲ့နိုင်ငံတော်ဆိုင်မှာအခုလိုသမရရာလူနေရာအတွက်ကျန်းသစ်စာတင်ဆိုတာဖြစ်ပါလေ တိုက်ခန်ချာရီမပါတီရဲ့ခေါင်းဆောင်ကိုရွေးကောက်ပွဲဝင်ခွင့်မပေးတဲ့အတွက်အတိုက်ခန်တွေကတော့ဒီရွေးကောက်ပွဲရလဒ်ကိုညှင်းပယ်ထားကြပါတယ်။တန်ဇေးနီးယားရဲ့မြို့တော်တော်များများမှလည်းရွေးကောက်ပွဲရလဒ်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေမငြိမ်မသက်ဖြစ်မှုတွေရက်တော်တော်ကြာတဲ့ထိအောင်ပေါ်ပေါက်နေခဲ့ပါတယ်။မကွေးတိုင်းပေါ့မြို့နယ်တွေကရွာတွေကိုစစ်တပ်ကအောက်တိုဘာ29ရက်နေ့ကဆက်ပြီးဒီကနေ့နိုဝင်ဘာ3ရက်နေ့အထိအောင်အင်အား300ကျော်တုံးလို့စစ်ကြောင်းထုံးနေတယ်ဆိုပြီး BBC ရဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ စစ်တပ်ရဲ့ကပ္ပစ22ကနေထွက်လာတဲ့စစ်ကြောင်းဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ရွာတွေကိုရွာစဉ်လှက်စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုစစ်ကြောင်းထိုးချိန်မိုးဝုံရွာကဒေသခံတယောက်နဲ့ရိုးကြီးရွာကဒေသခံတယောက်စုစုပေါင်းဒေသခံနှစ်ယောက်တပ်ဖြတ်ခံရရတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တရန်နဲ့ခေါင်းကိုပြစ်ခတ်ခံထားတဲ့ဒယန်နဲ့တပ်ဖြတ်ခံထားတဲ့ရုပ်အလောင်းနှောင်းကိုပေါက်နယ်အရှိတောင်ပိုင်းရိုးကြီးရွာအနောက်ဖက်အနီးမှာတွေ့ခဲ့တယ်လို့အဲဒီစစ်ရေးသတင်းရင်းမြစ်ကအတည်ပြုပါတယ်။ တခါကရင်ပြည်နယ်ဘက်ကိုကြည့်ပြန်ရင်လည်းမြောက်ရီမြို့နယ်ကရသေးကူမင်းလက်ပံနဲ့ဖလူကျွရတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေခဲ့ပြီးတော်လိုင်းပူပေါင်းတပ်တွေနဲ့စစ်တပ်ကြားတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့ BBC ရဲ့သတင်းရင်းမြစ်ကပြောပါတယ်စစ်တပ်ရဲ့တပ်မ22လက်အောက်ခံစစ်ကြောင်းတွေဟာနီးပညာမြင့် drone တွေလက်နက်ကြီးပစ်ကူတွေနဲ့တာဝေးပစ်ဒုံးကျည်တွေပြင်ဒေကြောင်းတိုက်ခိုက်တာတွေကိုပါပြုတ်လွပြီးအဲ့ဒီရွာတွေကိုစစ်ကြောင်းထိုးလာတာလို့စစ်တပ်နဲ့စစ်ကြောင်း viewer 32ပြည်သူ့ကော်မတီတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ် စပိန်နိုင်ငံဗလန်စီယာဒေသရဲ့အစိုးရအဖွဲ့အကြီးကဲကာလော့စ်မက်ဆွန်ရာလူကနေနှုတ်ထွက်ကြောင်းကြေညာပါတယ်ပြီးခဲ့တဲ့နှစ်အောက်တိုဘာလလုံးကဖြစ်ခဲ့တဲ့လူအယောက်200ကျော်ထိအောင်အပေပြောက်များခဲ့ရတဲ့လျှက်ဒီပဲရေကြီးခဲ့မှုပေါ်သူ့ရဲ့ကင်တွယ်ပုံညံ့ဖျင်းဆိုးရွားလွန်းခဲ့တယ်ဆိုပြီးမစ္စတာမက်ဆွန်ဝေဖန်ခံရတာဖြစ်ပါတယ်စပိန်မှာရှိနေတဲ့ BBC သတင်းတောက် Guy Hatch ကအခုလိုဆိုပါတယ် There has been enormous pressure on Mr. Mathon over the last year Mr. Mazur ပေါ်မှာအင်ဂျင်ကြီးမားတဲ့ဖီအားတွေကြံခဲ့တဲ့တစ်နှစ်လုံးလိုလိုရှိနေခဲ့တာပါလူတွေဟာသူနှုတ်ထွက်ပေးဖို့တလားတစ်ကြိမ်ဆိုသလိုရန်စီယာရဲ့လမ်းတွေပေါ်မှာထွက်ပြီးဆန္ဒပြပွဲတွေပုံမှန်ပြုလုပ်နေခဲ့ကြပါတယ်အခုပြီးခဲ့တဲ့သတင်းပတ်အကုန်မှာပဲဆန္ဒပြပွဲရှိခဲ့ပြီးလူအယောက်၅ပေါင်လောက်ပါဝင်ခဲ့ပါတယ်လို့ပြောသွားတာပါရည်ကြည်မှုဖြစ်ခဲ့တဲ့နေ့လုံးက Mr. Mason ဟာစားတော့ဆိုင်မှာနေလစာကိုအချိန်ယူစားတော့နေခဲ့ပြီးအရေးပေါ်အစည်းအဝေးတွေစီညနေဆုံးမှရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူတွေတေဆုံနှင့်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ အစ္စရေးဟာမနေ့တနင်္ဂနွေနေ့တုန်းကနိုင်ငံတကာကြက်ချင်ဒီအဖွဲ့အစည်းကနေတဆင့်လူ၃ယောက်ရဲ့ရုပ်ကျွင်းတွေကိုပြန်လည်ရရှိခဲ့တာမှာတစားကန်တွေရဲ့ရုပ်ကျွင်းတွေဖြစ်ကြောင်းအစ္စရေးအာဏာပိုင်တွေကအတည်ပြုပါတယ်အဲ့ဒီ၃ယောက်စလုံးဟာအစ္စရေးစစ်တပ်ကစစ်မှုထမ်းတွေဖြစ်ကြတယ်လို့လည်းဆိုပါတယ်ဂါဇာအပြည့်ရဲ့သဘောတူမှုထဲမှာတစားကန်ရုပ်အလောင်းတွေပြန်ရရေးပေါင်ဝင်ပြီးအခုချိန်ထိရောနောက်ရုပ်အလောင်း၈လောင်းပြန်ရဖို့ကြံရှိနေပါတယ် ပြောင်းနိုင်ငံကလူခွင့်ချိုးဖောက်မှုတွေနဲ့ဆန့်ကျင်လို့သူတည်တနာလုံးနေတဲ့ဗြိတိရှားတက္ကသိုလ်တစ်ခုဖြစ်တဲ့ Sheffield Hallam တက္ကသိုလ်အပေါ်တရုတ်အစိုးရကနှစ်နှစ်တိုင်တိုင်ချင်းချောက်တာတွေနှောက်ယှက်တာတွေကျူးလွန်နေကြကြောင်း BBC မြင်တွေ့ရတဲ့စာရွက်စာတမ်းတွေကဖော်ပြနေပါတယ်။ဗိဂျင်းမှာရှိနေတဲ့ Sheffield Hallam တက္ကသိုလ်ကဝန်ထမ်းတယောက်ကိုလည်းတရုတ်အစိုးရလုံခြုံရေးအရာရှိတွေကချင်းချောက်နေခဲ့ပါတယ်။ အဓိကကတော့ vegan muslim တွေအပေါ်ပြစ်မှတ်ထားတဲ့အရမလှုပ်အားပေးခိုင်းစေတာတွေကိုလိမ့်လာနေတာတွေရပ်ဖို့ရာတရုတ်အစိုးရအေဂျင့်တွေကဖိအားပေးနေကြတာပါနောက်ဆုံးမှာတော့သူတိတနာနဲ့ပတ်သက်တဲ့အစီရင်ခံစာကိုမထုတ်ပြန်တော့ဘူးဆိုပြီးတက္ကသိုလ်ဘက်ကနေတရုတ်အစိုးရစီအကြောင်းကြားခဲ့ပါတယ်ဒါပေမဲ့လည်းအစီရင်ခံစာရေးသားသူပေါမောက်ခလော်ရာမာဖီကသူတွေ့ရှိထားတာတွေကိုတက္ကသိုလ်ဘက်ကထုတ်ပြန်ပေးဖို့ရာဥပဒေကြောင့်ရလျှောက်ထားပြီးတောင်းဆိုနေခဲ့ပါတယ်ခုတော့တက္ကသိုလ်ကပေါမောက်ခလော်ရာမာဖီကိုတောင်းပန်ခဲ့ပြီးစုံစမ်းလက်ဆတွေကိုပြန်လည်ပြုလုပ်နိုင်တယ်လို့ ြောလာခဲ့ပါလေခင်ဗျာဒီဗီစီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုရေဒီယိုအွန်လိုင်းနဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပိုင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါရဲ့ရှင်။ ခုတော့သတင်းဟောတွေဘက်ကိုဆက်အောင်ပါပေါ်တော့ရှင်များခင်ဗျာရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ခွင့်ရတဲ့ပါတီတွေဟာရွေးကောက်ပွဲဆိုင်ရာကြီးညာစတဲ့တွေကိုအသီးသီးထုတ်ပြန်လာပါတယ်ပါတီအများစုကတော့သူတို့ရဲ့ကြီးညာစတဲ့နဲ့ပြည်သူတွေကြားစိုးရိမ်မှုရှိနေတဲ့စစ်မှုထမ်းခေါ်ယူရင်းနဲ့ပတ်သက်ပြီးထက်သွင်းဖော်ပြတာမျိုးမရှိပါဘူးမတ်သူစာလင်းဆက်ပြီးပြောပြပေးပါမယ်ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြည်သူပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရေစီပါတီနဲ့တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှာ ဥက္ကကိုကြီးဥဆောင်တဲ့ပြည်သူ့ပါတီကလွယ်ရင်ကျန်တဲ့ပါတီအလုံးဟာစစ်မှုထမ်းစုဆောင်မှုအခြေအနေနဲ့ပတ်သက်ပြီးမူဝါဒချမှတ်ထားတာမျိုးမရှိသေးပါဘူးပြည်သူ့ပါတီကတော့ငြိမ်းချမ်းရေးရလာတာနဲ့အမျှစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ပြည်သူတွေစိတ်သက်သာမှုရအောင်ဆောင်ရွက်သွားမှာဖြစ်ပြီးစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ဖြစ်ပေါ်နေတဲ့အာဂရီလိုက်စားမှုတွေကိုထိန်းချုပ်နိုင်မှုနဲ့ဤဥပဒေညွှန်ကြားချက်တွေကိုပြန်လည်တုံ့တက်ဖို့ရှိတယ်လို့ဆိုပါတယ် နိုင်ငံရဲ့ကာကွယ်ရေးလုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေရစစ်မှုထမ်းခေါ်ယူနေတာဖြစ်လို့စစ်မှုထမ်းခေါ်ယူတဲ့အခါအဂတိလိုက်စားမှုမျိုးတွေမဖြစ်အောင်လွှတ်တော်ထဲမှာဆွေးနွေးညှိနှိုင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဘက်ကလည်းပြောပါတယ်။လက်ရှိအချိန်ကစောနေသေးတဲ့အတွက်ဒီကိစ္စကိုထည့်သွင်းဖော်ပြတာမဟုတ်တာလို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကပြောပါတယ်။ လောလောဆယ်ကျွန်တော်တို့ကတရားဝင်လွတ်တော်တွေမရောက်သေးတဲ့အတွက်ဒီလွတ်တော်တွေရောက်မှသာရင်ကြိုးစုဆွေးနွေးခွင့်ရမှာလေအခုကတော့ကျွန်တော်တို့ကဘေးထိုင်ထူးပြောပြောပြီးဘာမှလည်းထူးဘူးလေဒီကိစ္စတွေကအခုထုတ်ပြန်ထားတဲ့ပါတီတွေရဲ့ရွေးကောက်ပွဲကြေညာစာရန်တွေဟာသမရဟောင်းဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက်ကလေးကရေးဆွဲထားတဲ့အချက်တွေကိုပြန်သုံးထားတာတွေ့ရတယ်လို့ရွေးကောက်ပွဲလေလာဆောင်ကြည့်သူတွေကထောက်ပြပါတယ်။ဒါအပြင်နိုင်ငံရေးပါတီတွေဟာတင်းကျပ်တဲ့အခြေအနေတွေကြားကနေသူတို့ရဲ့ပါတီရှင်သန်ရေးနဲ့ပါတီဝင်စုဆောင်ရေးတွေကိုလှုပ်ဆောင်နေရတဲ့အတွက်ရ ေးကောက်ပွဲကြီးညာစာတန်းကိုခင့်နဲ့အညီတုံးသက်ပြီးစနစ်တကျရေးဆွဲပြီးမလုံနိုင်တာမျိုးတွေ့ရတယ်လို့ ထမကြိမ်ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ဒွန်ညူညူသင်းကပြောပါရယ်ပြည်သူလူထုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဘယ်လိုလှုပ်ဆောင်ပေးမယ်ဆိုတဲ့ခိုင်မာတဲ့ဂတိကဝတ်ပေးတဲ့လွှတ်တော်ကိုယ်စားလှယ်မျိုးကိုပဲမဲပေးဖို့လိုအပ်တယ်လို့လည်းသူကဆိုပါရယ်လူမှုဘက်ကကိုယ့်ရဲ့မဲတရားအမတန်တန်ဖိုးရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုကြီးချေနဲ့ကိုကလေးလောင်းကြီးကိုဒီအချိန်မှာပြေပြေချာချာဂတိတောင်းတယ်မှတ်တမ်းလေးတင်ထားတယ်လွတ်တော်လေးရောက်မှဒီကိစ္စကိုပြောမယ်ဆိုရင်တော့စောင့်ကြည့်ပါဦးမယ်ဆိုပြီးတော့ဒီလူလေးကတုံ ောက်ပြန်ပြင်နေ။လာမယ့်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ6ပါတီကကိုယ်စလဲလောင်း9000နီးပါးရှင်ပြိုင်ကြမှာဖြစ်ပါတယ်။2025ခုနှစ်ရွေးကောက်ပွဲကိုတော့ဒီဇင်ဘာလ28ရက်နေ့ကစပြီးအပိုင်း3ပိုင်းခွဲပြီးကျင်းပသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။မတူစံလင်းဖြစ်ပါလေ။တခါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး online ပေါ်မှာဝေဖန်ရေးသားတာစစ်တပ်ကိုမထောက်ခံတဲ့သတင်းနဲ့ရေးသားချက်တွေကိုသဘောကျတဲ့အကြောင်း reaction ပေးတာ ဆက်လာပြီးကြောင့်ဖန်စီအေးအယူခံရလာပြီးခက်ဆစ်ဆစ်ဖြစ်လာနေပါလေရွေးကောက်ပွဲဤချင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အချိန်ဒီဘလောက်ဆိုးရွားလာနေပါသလဲမတ်တီရီဇော်ပြောပြထားပါလေ အခုရက်ပိုင်းအတွင်းမှာပဲနမကြီးရုပ်ရှင်ဒါရိုက်တာဇဘူးထွန်းသက်လွင်နဲ့ဒါရိုက်တာအောင်ချမ်းလူတို့ကိုလူမှုကွန်ရက်မှာရွေးကောက်ပွဲဇလန်းနဲ့ပတ်သက်တဲ့စန့်ကျင်ရေးသားတဲ့ post တွေမှာ like နဲ့ love react တွေပေးခဲ့တဲ့အတွက်ကြောင့်စစ်တပ်ကဖမ်းဆီးအရေးယူခဲ့ပါတယ်။အဲဒီဝါရဖြန့်ဆက်ကခေတ်သမိုင်းကိုဒုံဆိုင်မိသူများကိုဝေဖန်တဲ့ post တွေကိုထောက်ခံတဲ့တုံ့ပြန်မှုတွေပေးခဲ့တယ်ဆိုပြီးအဖမ်းခံရတာဖြစ်ပါတယ်။ ဒီဇကားကိုအကြောင်းပြုပြီးအဖမ်းခံရသူလဲအ ਨੇ စုံအမှုပညာရှင်၅ဦးအထိရှိလာပြီဖြစ်ပါတယ်လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ဒီနေ့ထုတ်ပြန်ချက်အရဇူလိုင်လကထွက်ပေါ်လာတဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအောက်တိုဘာ29ရက်နေ့အထိပြည်ထောင်ရေးကအရေးယူခဲ့သူစုစုပေါင်း88ဦးရှိကြောင်းဆိုပါတယ် အာနာသိမ့်ပြီးကြတဲ့ကလူမှုကွန်ရက်မှာရေးသားမှုတွေနဲ့ပတ်သက်ပြီးဖန်ဆင်းမှုတွေရှိခဲ့ပေမဲ့အခုနောက်ပိုင်းပိုဆိုးလာတဲ့အခြေအနေဖြစ်လို့ဆိုရှယ်မီဒီယာတွေကိုသတိထားအသုံးပြုတင်တယ်လို့ digital အရေးလှုပ်ရှားသူကိုတင်ညာကပြောပါတယ်တော်တော်များများက reaction ပေးဖို့အတွက်တွန့်သွားတာ personal talent တွေကိုကျွန်တော်တို့မတင်မို့တချို့ကပို့စင်မတင်မို့လုပ်ပြခိုင်တွေ့ရပေါ့နော်ဒါကတော့ကျွန်တော်ခုနပြောတဲ့အခါမှာဒါလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ကိုခိပါတာပေါ့နောက်တစ်ခုကကိုယ့်ရဲ့ correlation ပေးတဲ့အခါပြောတဲ့အခါဆိုတဲ့အခါတွေမှာ လည်းအဲတတိထားပြီးတော့လုပ်တဲ့ဟာတွေရှိတယ်။နောက်တော့ပုံမှန်မှာရှိတဲ့ friend ကိုကျွန်တော်တို့ပြန်စစ်ဖို့ပို့လို့တယ်ပေါ့။ဒါအပြင်လူမှုကွန်ရက်မှာစစ်တပ်နဲ့ပတ်သက်တဲ့ post တွေတင်ခဲ့လို့ထောင်သုံးနှစ်ချမှတ်ခံရပြီးပြန်လည်လွတ်မြောက်လာသူတယောက်ပြောတာက NSF တိမ်းပါပြီဆိုကြတဲ့သူတို့ကဒီဂျာကြီးကိုလုတ်လာခဲ့တာကိုကျွန်တော်တို့ကျွန်တော်ထောင်ချခဲ့တယ်ဆိုတော့ဒီ people ပေါ်မှာအပေါ်မှာနော်သူတို့မလဲတဲ့အကြောင်းတွေတင်နေအဲ train တွေကိုပြန်ချင်နေဆိုတာနဲ့ကိုခန်းနေတာကိုအခုကအဲ့ချက်ကိုပို့ဆုံးသွားပြီ 2022ဖေဖော်ဝါရီကနေ2025အောက်တိုဘာလအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကော်မရှင်ကိုစန့်ကျင်ဝေဖန်ပြီးလူမှုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ဈေးသားပြောဆိုမှုတွေကြောင့်အဖမ်းခံရသူ1993ဦးရှိခဲ့တယ်လို့ Data for Myanmar ကဒီနေ့ထုတ်ပြန်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းအွန်လိုင်းကနေပြောဆိုသူတွေကိုစောင့်ကြည့်ပြီးအရေးယူဖမ်းဆီးတာတွေလုပ်ခဲ့ရမှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေမပေါ်ရောက်ခင်ကတော့နိုင်ငံတော်အကြီးအကျယ်ပြတ်စင်မှုအကြမ်းဖက်ပုံမှအစားအာတွေနဲ့ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်ရှင်။မတူပြီးသောဖြစ်ပါတယ်။ရှမ်းနုတ်ဒီသားအပြစ်ရက်စပြီးနောက်ပိုင်းအရခတ်တတော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြို့တွေကတောင်ပိုင်းကမြို့တချို့ကိုပြန်လည်တိုက်ခိုက်ဖို့ရာစစ်တပ်ဘက်ကပြင်ဆင်တာတွေရှိနေပါတယ်။ရှမ်းမြောက်မှာလိုပဲတရုတ်ဖီအားတွေ့လာရမလား။ တရုတ်ပြည်အားမရှိရင်ရောအေလက်ထက်ကမြို့တွေကိုစစ်တပ်ပြန်လဲသိမ်းပိုက်နိုင်မှာမလားကိုဘူဘူစူးစီးပြောပြထားပါလေ။ ရခိုင်မှာမြို့နယ်14ခုကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အာရခတ်တပ်တော်ကို ပြန်လည်ထိုးစစ်ဆင်ဖို့စစ်ကော်မရှင်ကပြင်ဆင်နေတယ်ဆိုပြီးစစ်ရေးသတင်းရင်းမြစ်တီစီကနေသိရပါဗါဒ်အော်တိုဘားလနောက်ဆုံးဘက်ကဆက်လို့ရခိုင်ပြည်ကမြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနေပါတယ်စစ်ကော်မရှင်တပ်ဟာတရုတ်ရဲ့ကြားဝင်မှုနဲ့ရှမ်းမြောက်ဒေသက MNDAA နဲ့ TNL ကိုအပြစ်ခတ်ရက်စဲပြီးမြို့တချို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် နန္ဒကိုင်ဖွဲ့တွေတိမ့်ထားတဲ့ကျန်တဲ့မြို့တွေကိုစက်မတိုက်ဖို့လေအပေးအယူတွေရှိခဲ့ကြတယ်လို့စစ်ရေးကဲခတ်တွေကထောက်ပြပါတယ် အီကတော့သူ့ရဲ့စီရေးရီမှန်းချက်အတိုင်းတွားနေတဲ့ဖွဲ့ဖြစ်လို့တိုင်းပိုက်ထားတဲ့မြို့တွေကိုပြန်ပေးရမယ်ဆိုတဲ့ရှမ်းမြောက်ဒေသလိုမျိုးဖိအားပေးတာတွေလှုပ်လာရင်လက်ခံမှာမဟုတ်ဘူးလို့အေအေးနဲ့စီရေးနှိဆက်သူတွေကပြောပါတယ်စစ်တပ်ကရခိုင်မှာထိုးစစ်တွေလှုပ်လာရင်စီရေးခြေနေတွေဘလို့ရှိလာမလဲဆိုတာနဲ့ပတ်သက်လို့စီရီယံဘူမှုနောင်ယိုပြောတာကခုခံတက်ခတ်နိုင်တဲ့စီရေးဆွမ်းရင်ပိုင်းမှာတော့အေအေးမေကုံထုတ်เสียမလို့ဘူးအာသူဟာစုဖွဲ့လေးချင်းမှုရောစီရေးဆွမ်းရင်ပြင်ဆင်မှုဟာအကောင်းဆုံးအနေထားမှာရှိတယ် ်သို့တော်လည်းအစည်းနိုင်ငံရေးထိတွင်းတွေ့ချက်တဲ့အခါမှာအခြေအနေတွေတချို့ဟာဒီမှာဘာမှမဖြစ်သွားနိုင်နေပါတော့ဒါပေမဲ့ရခိုင်ပြည်နယ်ကတော့တရုတ်ရဲ့ယင်းနီးမြုံနယ်မှုတွေရှိနေတာကလွဲလို့တခြားဆက်ဆက်မှုမရှိသလိုအလံဝိတဲ့ဒေတာလည်းဖြစ်လို့တရုတ်ရဲ့ဖီအားကအေးအေးပေါ်တက်ရောက်မှုကြီးကြီးမားမားမရှိနိုင်ဘူးလို့ခန့်မှန်းကြပါတယ်။ဒါကြောင့်စစ်တပ်ရဲ့ရခိုင်မှာနယ်မြေစိုးမိုးမှုတွေပြန်လည်ရရှိရေးစစ်ဆင်ရေးတွေမှာတရုတ်ကရှမ်းမြောက်မှာလို့ဖီအားပေးတာတွေရှိလာနိုင်မလား။ တရုတ်ရေးကျွမ်းကျင်သူဒေါက်တာလှကျော်စော သုံးသက်တာကမြောက်ပိုင်းဖွဲ့ရင်ကြတော့သူနဲ့နယ်နိမိတ်ချင်းကပ်နေတော့ပြောရဆိုရတာသူ့အတွက်ဩဇာညောင်းတာပေါ့ဗျာကျန်တဲ့အဖွဲ့တွေကတော့ဒီလောက်အဆင်ပြေချင်မှပြေမယ်အေးအေးကိုအပြတ်တိုက်ဖို့ဆိုတာမလွယ်ပါဘူးရှင်ရင်ဆိုတဲ့သုံးမျိုးနယ်မှာဟိုပုံနေမြဲကြနေပြဲပေါ့ရောက်တဲ့နေရာမှာရက်ပြက်ပြက်ခတ်ရဆဲတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်စစ်တပ်ကတော့ကြောက်ဖြူနဲ့စစ်တွေစစ်မြင်တာတွေမှာ အေးရဲ့ထိုးစစ်တွေကို ခုခံစစ်ပြင်ဆင်ရင်ရခိုင်တောင်ပိုင်းဒေသကိုစုဖွဲ့အင်အားတွေနဲ့တံပြန်ထိုးစစ်တွေလှုပ်လာနိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးထောက်ပြနေကြပါတယ်ခင်ဗျာ။ တော်ရရှိမြောက်ခင်ဗျာဒီညတွေ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲညနောက်ဝင်ပြပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေတော့မကသတင်းသုံးသပ်ချက်နဲ့ဆုံးမတွေရုပ်သံစီစဉ်တွေကို www.bbcbambis.com မှာလည်းအချိန်နဲ့တပြင်းညီတင်ဆက်ထားပါတယ် BBC ကိုအားပေးကြလို့အထူးပဲကျေးဇူးတင်ပါတယ်တော်ရရှိမြောက်ကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။